ီဥစ္စာမှာအတန်ထွက်ကဘာလို့အရေးကြီးတာလဲအတန်ထွက်မပြီးဘူးဆိုရင်ဘယ်လိုမျိုးခက်ခဲတွေကြုံနိုင်လဲအားလုံးမင်္ဂလာပါကျွန်တော်ကတော့ GYS မှာ online Chinese class ကိုတာဝန်ယူတင်ကြားပေးနေတဲ့ Lawson Sen K ဖြစ်ပါတယ်အဲ့တော့ဒီမိခွန်းလေးကကျွန်တော်တော်တော်များမေးကြတဲ့မိခွန်းပေါ့နော် comment မှာလည်းမေးတယ်အင်စာတဲ့ check box မှာလည်းမေးတယ်အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ ဒီဥစ္စာမှာဖင်းရင်းစနစ်ဆိုတာရှိတယ်။နော်ဖင်းရင်းစနစ်ဆိုတာရှိတယ်။တုံးရင်းပြောက်စနစ်ဆိုတာရှိတယ်။ဥပမာအဖြစ်ကျွန်တော်တို့ကြည့်အောင်။我们去爬山。我们去爬山。ကျွန်တော်တို့တောင်သွားတက်တယ်။အဲ့တော့မှ我们去爬山。爬山。အဲ့လိုထွက်လိုက်တယ်ဆိုရင်အတိတ်ပဲရှိတော့နော်။山ဆိုမှကျွန်တော်တို့တောင်အဲ့တော့ပထမအတန်ထွက်ပြရတာပေါ့နော်။ အဲ့ဒါမမဟုတ်ဘဲနဲ့ကွာဖာရှန့်ဆိုရင်အတိတ်ပဲမရှိတော့အဲ့တော့ဒီအတန်ထွက်လေးပေါ့နော်ဒီအတန်ထွက်လေးလွဲသွားတယ်ဆိုရင်အတိတ်ပဲလွဲသွားနိုင်တယ်တခါလေးမှာတချို့ဆိုရင်စလုံးလေးလွဲသွားနိုင်တယ်ဒါကြောင့်မို့ကျွန်တော်တရုပ်စာမှာအတန်ထွက်ကမှန်မှန်ကန်ကန်ထွက်ဖို့အရေးကြီးတယ်ဖြင်းရင်းရင်းလျောက်အရန်ကိုအရေးကြီးတယ်အရေးကြီးဆုံးကတော့အဲ့အချက်ပေါ့နော်အဲတခုရှိတာပါလဲဆိုတော့ကျွန်တော်တို့ငယ်ငယ်လေးကလေးကအဲတရုတ်လူမျိုးမဟုတ်တဲ့လူတွေတရုတ်စာတင်တဲ့အချိန်မှာငယ်ငယ်လေးကလေးကကိုကြီးထွားတဲ့ပတ်ဝန်းကျင်ပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့အတန်ထွက်က အဲတရုတ်လူမျိုးတရုတ်စာကိုတရားရဟန်းခိုင်လုံးထွက်ဖို့ခက်ခဲတဲ့ဟာလေးရှိတတ်တယ်။နော်တရားရဟန်းခိုင်လုံးမတူတာရှိတတ်တယ်။ဒါပေမဲ့မတူပေမဲ့ခုနပြောတဲ့ဖင်းရင်းနဲ့ရင်းတယောက်ကတော့ပြီအောင်ပြောဖို့လိုတယ်။နော်ဒါမှပဲစလုံးကကွက်ကွက်ပြပြနဲ့တစ်ဖက်လူကနားလေတော့မှာ။ဒါကြောင့်မလို့စပြီးလေ့လာတဲ့အချိန်မှာ အတန်ထွက်တယ်ကိုတေချာလေ့ကျင်းပါ။နော်နောက်ဆုံးအာကိုကမပြီးဘူးဆိုရင်ပြီးတဲ့အထိကိုထက်ခါတက်ခါလေ့ကျင်းပါ။ 那么，被的拍照东西，COPY 到的号哪里没？的宝宝们，下面呢，阿里的一些有其他的一些玩意，阿拉用截图的玩意，那在 video 旁边对没？谢谢大家。Hello，大家好，我是 Sankey，我是在 G Y、S、教中文的中文老师。在我们这里呢，我们有网络中文基础班第一级到第四级，还有网络中文中级班第一级和第二级。如果你是想跟我们学习中文的话，可以在我们的通信箱咨询。谢谢大家。